ရောင်တုံးမြုံနဲ့တွင်ရေတိုက်စားပြီးကဘာပြိုကျမှုကြောင့်လူနေအိမ်အလုံး20မျောပါရောင်တုံးမြုံနဲ့မှာရေတိုက်စားပြီးတော့ကဘာပြိုကျမှုကြောင့်လူနေအိမ်အလုံး20မျောပါကြကြောင်းမြန်မာနိုင်ငံမိသားတစ်ဖက်မှသိရပါတယ်ပြည်စင်ကတော့မေလ25ရက် နနက်တနာရီခန့်မှာအေရာဝတီတိုင်းဒေသကြီးညောင်တုံးမြို့နယ်တွင်ရန်ငင်းဆိုင်ရာအနောက်ကျွန်းကျေးရွာနေတွင်ပန်းလိုက်မြည့်ရေတိုက်စားမှုကြောင့်လူနေအိမ်73လုံးနဲ့အမှတ်၄ရပ်ကွက် တိုးချဲ့နေမည်အနည်းတွင် လူနေအိမ်9လုံးမျောပါကကြောင်းသိရပါတယ်ဆက်လက်ပြီးတော့မြေကဘာနီးမှာရှိတဲ့ပြိုချနိုင်ခြေရှိတဲ့နေအိမ်များကိုညောင်တုံးမြို့နယ်မိသက်စခန်းမှာဒရေမိသက်တပ်ဖွဲ့ဝင်များအရန်မိသက်တပ်ဖွဲ့ဝင်များဖြစ် သွားရောက်ကူညီရွှေ့ပြောင်းပေးခဲ့ခြင်းများဆောင်ရွက်ခဲ့ရာအင်ဂျီ33လုံးကြား85ဦးမ104ဦးစုစုပေါင်း189ဦးကိုရွှေ့ပြောင်းပေးခဲ့ပြီးထိခိုက်ဒဏ်ရာမရှိကြောင်းသိရပါတယ်

奥马，先别先别，哎呀，奥马，先别先别。